ဲ့တော့5.1ရဲ့နောက်ဆုံးခေါင်းစဉ်အားကြတော့သူက barrier to reflection ဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်။ဒါကတော့နောက်ဆုံးခေါင်းစဉ်နေနဲ့ပြင်ထားပြီးတဲ့အခါကျတော့ကျွန်မ PowerPoint ထဲမှာအစအပြည့်စုံတော့မထည့်ထားဘူးပေါ့နော်။အဲ့တော့ barrier ဆိုတာကကျတော့သူကအနောက်ချက်အတားအဆီးကို barrier လို့ခေါ်ပါတယ်။ barrier to reflection ဆိုတဲ့အောက်မှာကျွန်မတို့အားလုံးစုစုပေါင်းခေါင်းစဉ်အနောက်ချက်အတားအဆီးနေနဲ့ပေါ်ပြထားတာအားလုံးစုစုပေါင်း9ခုရှိပါတယ်။ ီမှာတော့ဒီဒီ PowerPoint မှာတော့ခေါင်းစဉ်လေးတွေပဲရေးထားတာပေါ့เนาะဆိုတော့ဆရာမတို့ကဒီအကြောင်းကိုနားထောင်နေတဲ့အချိန်မှာဆရာမတို့ရဲ့ educational module ဆောင်ကိုတော့ကြည့်ဖို့တော့လိုပါတယ်။ကျွန်မဒီမှာကျတော့ topic လောက်ပဲဖော်ပြထားပြီးတော့မှအသေးစိတ်ကိုတော့စောင့်ထဲကအတိုင်းကိုပြန်ဖတ်ပြီးတော့မှရှင်းပြမှာမို့လို့ပါ။အဲ့တော့ဒီခေါင်းစဉ်က barrier to reflection ဆိုတဲ့ခေါင်းစဉ်ကကျတော့ဘယ်ဆောင်မျက်နှာမှာရှိရလဲဆိုတော့ educational module ရဲ့ဆောင်မျက်နှာ152 153မှာရှိရပါဗျ။ ဲ့ဒါလည်းတခါလေးကြာရင်သူက barrier to reflection ဆိုတဲ့ကောင်းစင်နဲ့ short question လေးမေးတတ်ပါတယ်ပထမဆုံး barrier ကတော့ time ပါအချိန်ပေါ့နော်ဒီ reflection လောက်ဖို့အတွက်ဆိုရင်ねနံပါတ်1အချက်ကကြာတော့သူကအချိန်ရဖို့လည်းလိုအပ်ပါတယ်တဲ့အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ဒီမှာ when your time is pressure ကိုမအချိန်ရဖို့အတွက်ကိုအရန်နေဖိအားပေးခံနေရပြီပေါ့နော် now ဟိုအလုပ်ထဲမှာ when your what is busy အလုပ်ထဲမှာအရန်လှုပ်ရှုပ်နေတယ်ဆိုရင်အဲ့မျိုးဆိုရင်သူက ကိုလုံနေတဲ့အလုပ်ကိုပြန်ပြီးတော့မှဝေဖန်သုံးသပ်ဖို့အတွက်ကိုအချိန်ဘယ်လိုလုပ်တတ်နိုင်မှာလဲပေါ့နော်အဲ့တော့အမေကသူကဘာကြံပေးထားလဲဆိုတော့ we would suggest that ဘာကြံပေးလဲဆိုတော့ the practice you can work more efficiently and effectively if you use reflective practice တကယ်လို့အလုပ်လုပ်တဲ့အခါမှာ reflective practice မှာကောင်းကောင်းမွန်မွန်ထီထီရောက်လုပ်ချင်တယ်ဆိုရင်ね because you will be able to make more clear and informed decision ဆုံးဖြတ်ချက်တွေချတဲ့အခါမှာလည်းပို့ပြီးတော့မှအချက်လက်ပြပြဆုံဆုံနဲ့ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချခြင်းနဲ့ရှင်းရှင်းလင်းလင်းလည်းဖြစ်ခြင်းနဲ့ဆိုရင်အဲဆိုရင်တော့ဖြစ်လာနိုင်တဲ့ပြဿနာတွေအကုန်လုံးကိုသိနိုင်အောင်လို့အတွက်ကို reflective practice လုပ်ဖို့အချိန်မရဘူးဆိုရင်မြ мян လုံနိုင်အောင်လို့လေ့ကျင့်ထားပါတော့ဒါကတော့အချိန်ရလေကိုယ့်အတွက်ကို barrier တစ်ခုအနေနဲ့ဖြစ်လာနိုင်ပါတယ်နောက်တစ်ခုကကျတော့နောက် barrier တစ်ခုကကျတော့ emotion မှာစိတ်ခံစားချက်အခက်တွေရှိနေတယ်ဆိုရင် reflection မလုပ်နိုင်ပါဘူးတဲ့အဲ့တော့ reflecting carefully on what you do ကိုဘာလုပ်လဲဆိုတဲ့ဥစ္စာကိုပြန်ပြီးတော့မှဝေဖန်မှုဆိုတာကိုကိုကိုဝေဖန်မှုဆိုတာကသူက can be challenging and scary အရန်ကိုစိန်ခေါ်မှုတစ်ခုအနေနဲ့ဖြစ်ပြီးတော့မှကြောက်เสียအကောင်းနေပေါ့နော်တချို့ conclusion တွေလောက်တဲ့အခါမှာတချို့ consequence တွေလောက်တဲ့အခါမှာဟိုကိုမှန်သွားရင်တော့ကိစ္စမရှိဘူးကိုမှားသွားတာမျိုးကြတော့သူကနည်းနည်းလေးဟိုကိုကိုကိုမှားတယ်လို့ပြောရမှာဝေဖန်ရမှာကြတော့ဟိုစိတ်ခံစားချက်တွေရှိနေတဲ့အခါကြတော့အဲ့ဒီအချက်မျိုးမှာမမှန်ကန်ကန်မမြင်နိုင်ပါဘူးလေသူက အခက်အခဲတစ်ခုအနေနဲ့ထည့်ထားပေးပါတယ် if you have doubt about yourself as a person and as a professional ကိုကိုကိုလူတယောက်အနေနဲ့ professional တယောက်အနေနဲ့လုံနိုင်မှမလားလို့တန်တရားစိတ်ရှိနေတယ်ဆိုရင်သူက this can appear at time to be reinforced by reflection reflection လုပ်ဖို့အတွက်ကို reinforce တွန်းအားပေးခံရတဲ့အခါမျိုးမှာတန်တရားစိတ်တွေပေါ်လာတတ်ပါတယ်တဲ့အဲ့တော့အဲ့လိုမျိုးတွေဖြစ်လာမယ်ဆိုရင်သူက more proficient sport in the techniques of reflective practice dancing practice မှာကော reflective practice မှာကောအဲ့လိုမျိုးတွေဖြစ်လာမယ်ဆိုရင် your fear should be replaced by confidence ကိုယ့်ရဲ့တောင်းရင်စိတ်တွေအကုန်လုံးကိုသူကယုံကြည်စိတ်နဲ့အစားထိုးပလိုက်ပါတဲ့ဒီလိုမျိုးတွေ reflection တွေလုပ်ခြင်းအပြင်ပေါ့နော်ကိုယ့်မှာရှိနေတဲ့ကိုယ်မှာကိုယ်စိုးရိမ်စိတ်တွေဖြစ်နေတာ nervous ဖြစ်နေတာ informed decision ဖြစ်တာအကုန်လုံးကိုသူကနေပြီးတော့မှအဲ့လိုမျိုးဆိုရင်သူကဒါလုပ်ခြင်းအပြင်ပိုကောင်းလာနိုင်တယ်ပေါ့နော် ကိုလှုပ်တဲ့အလုပ်ကိုဝေဖန်သုံးသပ်ခြင်းအပြင်ပိုကောင်းလာနိုင်တယ်ဆိုပြီးတော့မှယုံကြည်စိတ်နဲ့အဲ့ဒါကိုအစားထိုးလိုက်ပါတဲ့နောက်တစ်ခုကပါလဲဆိုတော့နောက်တစ်ခု challenge ကကြတော့သူက absence of reflection နဲ့ reflective practice in nursing curriculum ဒါကတော့အသေးစိတ်မပြောတော့ပါဘူးပေါ့နော်ဆရာမတို့အရင်တော့ကဆရာမတို့သင်လာခဲ့တဲ့ဟိုမှာ diploma စာအုပ်တွေထဲမှာ curriculum အဟောင်းပေါ့နော်ဆရာမတို့ကအခု curriculum အစ်စ်နဲ့သင်ရတာမဟုတ်လို့ဒီအကြောင်းအရာတွေကပါလာတာအရင်တော့ curriculum မှာကြတော့ ဒီလိုမျိုး reflection လုပ်ဖို့ reflective practice လုပ်ဖို့အတွက်ကိုထည့်ပြီးတော့မှမတင်ထားတဲ့အခါကျတော့အဲ့လိုမျိုးတွေမလုပ်ထားခဲ့တဲ့အခါကျတော့အခုဒီမှာလဲလုပ်တယ်လုပ်ရမယ်လဲဆိုတော့ဘလို့လုံးလုံးလုံးဝမှမသိဖြစ်နေတဲ့ဥစားဆီယမတို့အတွက်က barrier တစ်ခုဖြစ်လာနိုင်မယ်နောက်တစ်ခုကကျတော့နံပါတ်၄ကကျတော့သူက absence of mentors or supervisor ပေါ့နော်ဒီလိုမျိုးတွေလုပ်တဲ့အချိန်မှာကိုယ့်ကိုအပေါ်ကနေပြောမှလမ်းညွှန်ပေးမဲ့လူ supervise လုပ်ပေးမဲ့ကြီးကြပ်ပေးမဲ့လူမရှိဘူးဆိုရင်လည်းမလုပ်တတ်ဘူးပေါ့နော်ဒါကလည်း ဲ့လိုမျိုးလက်ညွန့်ပေးနိုင်တဲ့လူကြီးကျက်ပေးနိုင်တဲ့လူမရှိခြင်းကလည်း barrier တစ်ခုအနေနဲ့ဖြစ်လာနိုင်မယ်။ Now lack of sufficient sleep scape lateral or clinical instructor ပေါ့နော်။ကိုယ်အလုံးလုံးနေတဲ့အချိန်မှာကိုယ့်ကိုလက်ညွန့်ပေးနိုင်မဲ့ sufficient sleep scape ဆိုတာကတွန်းတွန်းချင်းချင်းနားလည်တဲ့ lecturer မရှိတာဆရာတွေမရှိတာ clinical instructor မရှိတဲ့အခါမျိုးကြရင်လည်း reflection လုပ်ဖို့အတွက်ကိုသူကအခက်အခဲတစ်ခုဖြစ်ပါလိမ့်မယ်တဲ့။နောက်တစ်ခုကဘာလဲဆိုတော့သူက power relationship between the health professional အဲ့တော့များသောအားဖြင့်ကတော့သူကတခြားကျမ်းမာရေးဝန်ထမ်းတွေနဲ့သူက power relationship ဆိုတာကဘာကိုပြောချင်တာလဲဆိုတော့ဆီယမတွေကများသောအားဖြင့်ဆိုရင်သူက fee be little by those with more power တခြားလူတွေထဲဆိုင်ရင်ပေါ့နော်သူက be little power သိမရှိဘူးလို့ကိုကိုကိုခံယူထားကြတယ်တဲ့။ဥပမာ senior peers တွေအကြီးကြီးပေါ့နော်ဥပမာစစ်စာရေးရှိမဲ့ matron တွေနဲ့ဆိုရင်လည်းငါက power မရှိဘူးငါကတော့သူတို့သူတို့ရဲ့အောက်ကပေါ့နော်တခြားဆရာဝန်တွေနဲ့ဆိုရင်လည်းဆရာမတို့ကအဲ့လိုမျိုးအတွေးမျိုးတွေရှိနေခဲ့မယ်ဆိုရင်တဲ့ အဲ့ဆိုရင်လည်းသူက major barrier တစ်ခုဖြစ်လာနိုင်တယ်။ဘာလို့ကိုယ့်ရဲ့ကိုမြင်လိုက်တဲ့အမြင်တွေရှုထောင့်နေကြအောင်တခြားလူတွေနဲ့ပြောပြမယ်ဆွေးနွေးမယ်ဆိုရင်ကိုကိုကိုအောက်ကလူတစ်ခုတယောက်အနေနဲ့အောက်ချို့ပြီးတော့မှနေတတ်တာမျိုးကလည်း barrier တစ်ခုပါပဲတဲ့။နောက်တစ်ခုကကြတော့ learning environment ပေါ့နော်။ learning environment မှာတစ်ခါလေကြရင်ကိုလှုပ်လှုပ်နေတဲ့ပတ်ဝန်းကျင်ကကိုယ့်အတွက်ကိုပေါ့နော် reflection လုပ်ပြီးတော့မှလေ့လာသင်ယူဖို့အတွက်ကိုအားမပေးတဲ့ပတ်ဝန်းကျင်မျိုးဖြစ်နေတာမျိုးတွေလည်းရှိနိုင်တယ်။ not conducive to creating an effective learning environment ပေါ့နော်ဒီကိုယ့်ရဲ့အလုပ်ခွင့်နေရာကကိုယ့်အတွက်ကိုလေ့လာသင်ယူရမယ့်နေရာပုံစံမျိုးမဟုတ်နေတာပေါ့နော်အရင်တော့က previous negative experience အရင်တော့ကမြင်ခဲ့တဲ့အဆိုးအတွေ့အကြုံတွေရဲ့ accept presupposition about what a learner can do or not လေ့လာသင်ယူသူတယောက်အနေနဲ့လောက်ရမယ့်အလုပ်မလောက်ရမယ့်အလုပ်အဲ့လိုမျိုးပြောတာတွေရဲ့အဲ့ဒါတွေကနေပြီးတော့မှသွားပြီးတော့မှသူက ကိုယ့်ရဲ့ reflective brightness ကိုသွားပြီးတော့မှသွားအနှောက်ယှက်အတားအဆီးတွေဖြစ်ပေါ်လာစေနိုင်ပါတယ်တဲ့အဲ့တော့ external barrier တွေမှာဆိုရင်တော့များသောအားဖြင့်ကကြတော့သူက can also come from people လူတွေကနေတဆင်ပေါ်တော့ external barrier တွေရပါတယ်တဲ့ the larger personal situation or the context that you are working in ကိုဘာတွေလုပ်နေလဲဘလို့လူတွေနဲ့တွေ့ကြုံနေရတာလဲဆိုတဲ့ဥစ္စာကလည်း barrier တစ်ခုဖြစ်လာနိုင်ပါတယ်တဲ့။နောက် social force တွေမှာဆိုရင်ဘာတွေရှိမလဲဆိုတော့သူက stereotyping ဆိုတာကလူမျိုးမျိုးစိတ်ထွေထွေပေါ့နော်ပုံစံမျိုးစုံဖြစ်နေတာတွေနောက် cultural expectation မြန်မာနိုင်ငံမှာရှိနေတဲ့လူတွေရဲ့ကြီးပြင်းလာတဲ့ကာချအရာဝါပေါ့နော် အတိတ်ကိုပြန်ကြည့်ပြီးတော့မှသင်ခန်းစာယူတာအနာဂတ်ကိုတိုးတက်အောင်လုပ်တယ်ဆိုတဲ့ကာချာမျိုးကတိတ်မရှိဘူးပေါ့နော်နောက်တစ်ခါကျတော့ passive role ပေါ့နော်ငါငယ်ပဲငါနေပြီးတော့မှဝေဖန်သုံးသပ်ပြနေစရာမလိုဘူးပေါ့နော်အဲ့လိုမျိုးအတွင်းမျိုးတွေရှိနေတာမျိုးအဲ့ဒါတွေကလည်းကိုယ့်ရဲ့ reflective practice ကိုအနှောက်အယှက်အတားအဆီးဖြစ်စေမယ့်အချက်တွေပဲဖြစ်ပါတယ်တဲ့ဆိုတော့ barrier to reflection မှာကျတော့ time ရယ် emotion ရယ် now absence of reflection and reflective practice in nursing curriculum ဆိုတာရှိမယ်နံပါတ်၄ချက်ကကြတော့ ကိုယ်ကိုပြန်ပြီးတော့မှ supervise လုပ်ပေးနိုင်မယ်လူလမ်းညွှန်ပေးနိုင်မယ်လူမရှိတာရယ်နောက်ဘဝထဲမှာ clinical instructor တွေမရှိတာနောက်ကကျွမ်းကျင်တဲ့ lecturer တွေမရှိတာပေါ့เนาะသင်ပေးမဲ့လူမရှိတာနောက်တစ်ခါ head professional တွေရဲ့ကြားထဲမှာ power relationship တွေဖြစ်နေတာရယ် learning environment အနေနဲ့ကိုယ်ကိုလေ့လာခွင့်ပြုခြင်းမရှိတာရယ်အဲ့ဒါတွေက barrier အနေနဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီ barrier to reflection ကတော့ဒီ5.1ရဲ့အောက်မှာနောက်ဆုံးတွေးကြုံရမယ် င်ကြားမယ်ခေါင်းစဉ်ဖြစ်ပါတယ်ဒါပြပြဆိုရင်တော့ကျမတို့5.2အကြောင်းအောင်ဆက်ပြီးတော့ပြောပါမယ်ဆိုတော့ unit 5မှာ5.1နဲ့5.2ဆိုတော့ subtop ဖြစ်လေးနှစ်ခုရှိပါတယ်နှစ်ခုရှိတဲ့နေရာမှာပထမဆုံးအနေနဲ့ reflection reflective thinking reflective practice ရဲ့ definition လေးတွေအကြောင်းပြောသွားပါတယ်ပြီးရင် general types of reflection မှာ type နှစ်ခုရှိတယ်ပေါ့နော် in action ရယ် on action ရယ်ဆိုပြီးတော့မှနှစ်ခုရှိတယ်ဆိုတာပြောသွားပါတယ် Now benefits of reflection မှာ benefits စုစုပေါင်းအချက်6ချက်အကြောင်းကိုပြောသွားပါတယ် barrier to reflection ရဲ့အောက်မှာတော့ barrier အားလုံးစုစုပေါင်းခုနှစ်ခုရှိရဲ့ဆိုတဲ့အကြောင်းကိုပြောသွားပါတယ်ခဏနေရင်ကျွန်မ5.2နဲ့ပတ်သက်တဲ့ video file လေးတွေကိုဆက်ပြီးတော့မှတင်ပေးပါမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်